အားလုံးပဲမင်္ဂလာပါမေလာဆက်ကွန်ရဲ့ဥပုဒ္ဒေနေ့မှာကျမတို့နားဆင်ပြီးတော့ခေါ်အားယူရမယ်ကမ္ဘာရဲ့ဝေဒနာတရားခေါင်းစဉ်ကတော့တခင်ဖျားကဆုတောင်းမှုကိုတုတ်ပြန်ပါသလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုတင်ပြတဲ့သူကတော့ထိုင်းလန်မှာနေထိုင်တဲ့ Samsak ဆိုတဲ့အမျိုးသားတူပဲဖြစ်ပါတယ် Samsak နေနဲ့ထိုင်းနိုင်ငံကိုရဲမျိုးကမျော်လင့်ခြင်းအသိတော့ ကျောင်းရဲ့သူငယ်တဲ့အခန်းမှာဆိုရင်ပထမဦးဆုံးချင်းဖခင်သခင်ထံမှာဆုတောင်းတဲ့ကိုသူကကြားပုခဲ့တာပဲဖြစ်ပါတယ်။သူကလည်းထိုင်းနိုင်ငံကလူတွေလိုပဲမယုံကြည်သူ ခရစ်ယာန်မဟုတ်တဲ့မိသားစုကနေလာခဲ့တာမို့လို့သခင်ဖျားရဲ့အကြောင်းကိုဘာတကူမှမသိခဲ့ပါဘူး။မနေ့တိုင်းသူငယ်တဲ့အတိုင်းရဲ့တင်ကြားမှုအစမှာဆိုရင်ထိုင်းနိုင်ငံရဲ့အလံကိုကိုရဲမျော်လင့်ခြင်းနိုင်ငံတကာကျောင်းရဲ့ခြံဝန်းထက်ကအလံတိုင်းတိုင်းပေါ်မှာ အမြင့်တို့တက်စီခဲ့ပါတယ်။ ်ပြီးတော့သူငယ်တန်းចောင်းသားတွေ ਨੇ ူတို့ထက်အတန်းမြင့်တဲ့ចောင်းသားတွေဟာဆိုလို့ရှိရင်ဒီအလံရဲ့အနာမှာနိုင်ငံတော်တခြင်းဆိုဖို့မတရခဲကြပါတယ်နောက်ပြီးတော့ចောင်းဆရာတွေကတဏိတာဘုရားသခင်ကောင်းကြီးချပေးဖို့ဘုရားသခင်တန်ဆုတောင်းတဲ့တာယာကြည်နူးတဲ့ဆုတောင်းမှုတခြင်းဆိုတဲ့နေရာမှာဆိုရင်ကလေးတွေကိုဥဆောင်စီခဲ့ပါတယ်ဆမ်ဆာဟာနည်းနည်းအသက်ကြီးလာတဲ့အခါမှာဆိုရင် သူကဆုတောင်းမှုကို စတင်ပြီးတော့သင်ယူခဲ့ပါတယ်ဒုတိယရန်ចောင်းဆရာကဆိုရင် သူ့ကိုဆုတောင်းတတ်ဖို့သင်ကြားပေးခဲ့ပါတယ် နေ့တိုင်းအတန်းအဆမှာဆိုရင်ကျောင်းဆရာကဆုတောင်းမှုကို စတင်တဲ့ခါမှာဆောင်းဆန်းနဲ့ တခြားခလေးတွေကိုထပ်ပြီးတော့ဖြည့်ဖို့အတွက်ခေါ်ပေးခဲ့ပါတယ်။ကျောင်းဆရာအနေနဲ့အိုးဖျားခင်းဆိုပြီးတော့ဆွတောင်းမှုကိုစတင်တဲ့အခါမှာဆိုလို့ရှိရင်ကျောင်းသားလေးတယောက်ကကျေးဇူးပြုပြီးတော့စမတ်ကြအောင်မှာစပေးပါဆိုပြီးတော့ပြောခဲ့ပါတယ်။ဒုတိယတယောက်အနေနဲ့လည်းကျေးဇူးပြုပြီးတော့လုံခြုံမှုရှိအောင်မှာစပေးပါဆိုပြီးတော့ပြောခဲ့ပါတယ်။နောက်တတိယကျောင်းသားလေးတယောက်ကဆိုလို့ရှိရင်လည်းကျေးဇူးပြုပြီးတော့လိမ္မာအောင်မှာစပေးပါဆိုပြီးတော့ပြောခဲ့ပါတယ်။ဒါနဲ့ကျောင်းဆရာကတော့သခင်ယေရှုရဲ့နာမတော်အပြင်ဆု တောင်းပါတယ်အာမင်ဆိုပြီးတော့ဆုတောင်းမှုကိုအဆုံးသတ်ခဲ့ပါတယ်ဆမ်ဆာအနေနဲ့ကျောင်းမှာဆိုရင်ဆုတောင်းမှုကို သူကသင်ယူခဲ့ပြီးတော့ဒုတိယတဲ့အတန်းမှာဆိုလို့ရှိရင်သူဟာသူဆုတောင်းခဲ့ပါတယ်ဒါပေမဲ့သူအနေနဲ့နေ့တိုင်းလတိုင်းဆုတောင်းတာမျိုးမဟုတ်ဘဲနဲ့တကယ်လိုအပ်တယ်လို့ခံစားရတဲ့အခါမှာပဲဆုတောင်းခဲ့တာဖြစ်ပါတယ်ဒီဆမ်ဆာနေနဲ့၃နှစ်ကနေ၉နှစ်အထိသူကဆိုလို့ရှိရင်ဆူတောင်းခဲ့ပါတယ်။ ယခုခါမှာဆိုရင်တော့သူကအသက်16နှစ်ဖြစ်ပါပြီ။ဆယ်နှမ်းမှာဆိုလို့ရှိရင်တန်ဆွမ်းတဲ့လူငယ်တယောက်လည်းဖြစ်ပါတယ်။သူဟာနှစ်ပေါင်းများစွာ နေ့စဉ်ရက်ဆက်ဆုတောင်းခဲ့ပါတယ်။တင့်အနေနဲ့သူ့ရဲ့ဆုတောင်းချက်တွေကိုဖယားသခင်ကဘယ်လိုတုံ့ပြန်တယ်လဲဆိုပြီးတော့စဉ်းစားမိပါသလား။တရားရာဂိုင်းနှုံးလား50ရာဂိုင်းနှုံးလား30ရာဂိုင်းနှုံးလား။ဆမ်ဆတ်ကဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်ဟာဆိုလို့ရှိရင် ကိုကိုကိုပို့ပြီးတော့ယုံကြည်ကိုးစားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဆုတောင်းတဲ့ကိုဖယားသခင်ကတုတ်ပြန်တယ်လို့မခံစားရဘူးဆိုပြီးတော့သူကပြောခဲ့ပါတယ်။ Samsung အနေနဲ့နေ့တိုင်းမှာဆုတောင်းခြင်းမှာဆုတောင်းပါလိမ့်မယ်။သူ့အနေနဲ့လိုအပ်တယ်လို့ခံစားရမှာပဲ။သူဆုတောင်းတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့ဆုတောင်းမှုတွေထဲကနေ တစ်ချက်တောင်မှဖယားသခင်ကမတုတ်ပြန်မှုဆိုရင်တော့ဖြစ်နိုင်တယ်လို့တင့်အနေနဲ့စဉ်းစားမိပါလားတင့်အနေနဲ့ဖယားသခင်ကသူ့ရဲ့ဆုတောင်းချက်တွေထဲကနေပြီးတော့အ ਨੇ ဆုံးတစ်ချက်တော့တုတ်ပြန်ပါပဲလို့ပြောမယ်ဆိုရင်တင်ပြောတာမှန်ပါတယ်ဖေရှားရနာဂတိကျမ်းအခန်းကြီး65အခန်းငယ်24မှာဆိုရင်ငါသည်သူတို့မခေါ်ပင်ကပင်ထူမီရှောင်းစင်တွင်ပင်နားထောင်မည်ဆိုပြီးတော့ပြောထားပါတယ်ဒါကြောင့်မလို့ဆမ်ဆတ်အနေနဲ့ ဘာဖြစ်လို့သူ့ရဲ့ဆူတောင်းချက်တွေကိုဖယားသခင်က မတုတ်ပြန်ဘူးလို့စဉ်းစားတာပါလေဖယားသခင်ကတုတ်ပြန်တာကိုသူ့အနေနဲ့မသိသေးတာလည်းဖြစ်နိုင်တယ်တတိမထားမိတာလည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့အနေနဲ့လည်းကျွန်တော်တို့ရဲ့ဆူတောင်းချက်တွေကိုဖယားသခင်ကတုတ်ပြန်တာကိုကျွန်တော်တို့အနေနဲ့ တတိမထားမိတာလဲမဖြစ်နိုင်ဘူးလားဆမ်ဆာရဲ့ចောင်းကចောင်းစရာတွေအနေနဲ့ဆူတောင်းချက်တွေကိုကြားနာပြီးတော့ပြန်ပြီးတုတ်ပြန်တဲ့ဖရဲသခင်ကိုသူသိရှိဖို့အတွက်သူကဆူတောင်းခဲ့ပါတယ်။ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုမှာဆိုရင်ယုံကြည်တဲ့သူတယောက်မရှိဘူး။ယုံကြည်သူမရှိဘူးဆိုရင်ဖရဲသခင်ကိုယုံကြည်ဖို့အတွက်ခက်ခဲပါလိမ့်မယ်။ကျောင်းစရာတွေအနေနဲ့ကိုရက်မျောလင့်ချင်းနိုင်ငံတကာကျောင်းမှာဆိုရင် Samsung နဲ့အခြားကလေးတွေအားလုံးက ။သခင်ဖျားအနေနဲ့ဆုတောင်းချက်တွေကိုကြားနာပြီးတော့တုံ့ပြန်တာကိုတွေ့မြင်နိုင်အောင်ဆုတောင်းပေးကြပါတယ်။ဆောင်းဆန်းနဲ့အခြားကလေးတွေအတွက်ဆုတောင်းပေးရမှာတင့်အနေနဲ့ပါဝင်ခြင်းပါဒလား။ဒါဆိုရင်ဆုတောင်းပေးကြပါစို့။အိုဖျားသခင်ထိုင်းနိုင်ငံကိုရဲမျိုးကဆမ်ဆပ်ပညာသင်ယူနေတဲ့ကိုရဲမျိုးလင့်ချင်းကျောင်းတွေအထူးကျေးဇူးတင်ပါတယ်။ကျောင်းတည်ဆောက်ဖို့ကူညီခဲ့တဲ့ ပတ်မူခဲ့ကြတဲ့73ပတ်ဥပုဒ်တော်၏အလူငွေအတွင်းနဲ့ကဘာတဝိုင်းကကလေးများကိုအထူးကျေးဇူးတင်ပါတယ်။ယခုချိန်မှာကိုရောကသူတို့ကိုချစ်ပြီးတော့တကယ်ပဲဆူတောင်းချက်တွေကို တုတ်ပြန်ခဲ့တာကိုမသိသေးတဲ့ဆမ်ဆန်နဲ့အခြားကလေးတွေကိုကုညီမဆပြီးတော့မူပါဆူတောင်းမှုနဲ့ကိုရရဲ့တုတ်ပြန်မှုကိုသတိထားမိဖို့သူတို့ကိုရောအကျွန်ုပ်တို့ကိုပါကုညီမဆတော်မူပါကျေးဇူးပြုပြီး ကိုရော့အကြောင်းသိနေတဲ့အာရှတိုက်ကအခြားကလေးတွေကိုကုညီမစာမှာဖြစ်တယ်ဆက်သုံးဘတ်ဥပုဒ္ဒေနဲ့အလူငွေအပေါ်မှာကောင်းချီးပြုတော်မူပါသခင်ယေရှုနာမတော်အပြည့်ဆုတောင်းပါတယ်အာမင်ဒီတစ်ပတ်ကမ္ဘာရဲ့ဝိသနာသတင်းကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျမတို့တွေအနေနဲ့ကမ္ဘာတော်မှာသခင်ယေရှုအကြောင်းကို နားလည်ဖို့သိရှိဖို့ကြိုးစားနေတဲ့သူများအတွက်တော့လကဖခင်သခင်ကဆိုရင်ကျမတို့ရဲ့ဆုတောင်းချက်တွေကိုတုံ့ပြန်နေတာကိုမသိသေးတဲ့သူတွေအတွက်တော့လကအားလုံးဝမ်းဝန်းပြီးတော့ ဆုတောင်းပေးကြပါစို့။ကြားနာတဲ့သူရောက်ချင်းစီတိုင်းပေါ်မှာဖျားသခင်ကောင်းကြီးချပါစေ။